ဘဝမှာအောက်တန်းကျတဲ့အမျိုးတွေနော်ဆင်းရဲတဲ့အမျိုးတွေအဲ့ဒီအမျိုးတွေမစ္စရိယကြီးမားတဲ့ပုဂ္ဂိုလ်ကအဲ့ဒီမှာပဲဖြစ်တယ်ဆိုတော့လူဘဝရောက်လာပြီဆိုရင်မွေးတဲ့ကတဲဆုံတဲ့အိမ်ထဲသွားမွေးတယ်သို့မဟုတ်နေစရာမရှိတဲ့အမိသားစုတွေသွားမွေးတယ်မစ္စရိယရှိတဲ့ပုဂ္ဂိုလ်ကမစ္စရိယနေပြီးတော့ဒါနကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ကမွေးကလေးက ိုက်အိမ်မှာသွားမွေးတယ်တထေးအိမ်မှာသွားမွေးတယ်ဒီလိုလာတာကိုအဲ့ဒါကြောင့်မလို့ကိုယ့်ကိုယ်ဆုံးပြမှာငါနောင်ဝါကြလို့ရှိရင်တဲစုတ်တဲသွားမွေးမလားတို့မဟုတ်တထေးအိမ်မွေးမလားဒါပဲအဲ့ဒါတထေးမွေးခြင်းကုသိုလ်ကောင်းမှုလို့လုံးမရမှာပဲမစ္စရိယတရားဆိုတာဒီကိုယ်စိတ်ထဲမှာဖြစ်တဲ့မစ္စရိယကိုတော်လှန်မှုအရေးကြီးတာနော်တော်လှန်မှုအရေးကြီးတာစိတ်ထဲနှလုံးထဲမှာမထားဘူး မစ္စရိယလည်းတတော်ကိုဒီလူစိတ်ကိုလွှမ်းမိုးထားနိုင်တဲ့အနေအထားမျိုးရှိတယ်ပေါ့။အေးအဲ့လိုလုံးမမစ္စရိယခင်းတဲ့ပုံကိုယ်ကြီးကြတော့အင်တာမဟုတ်တဝမှာအရှင်ပြေတဲ့အနေအထားမျိုးကိုရောက်တယ်။မစ္စရိယမရှိဘူးဆိုလို့ရှိရင်မစ္စရိယခင်းလို့ကုသိုလ်ကောင်းမှုတွေလုပ်တဲ့ပုံကိုယ်ဟာဒီဘဝမှာချမ်းသာတဲ့အမျိုး ရင်းမြတ်တဲ့အမျိုးမိသားစုတွေမှာမတောင်းမတမကြောင်းမကြဆားတဲ့အမျိုးတွေမှာလာပြီးတော့လူဖြစ်တယ်တဲ့လူဖြစ်ပြီးတော့သူ့မှာဘဝမှာအမြဲတမ်းပြည့်ပြည့်စုံတဲ့ဘဝမျိုးကိုသူတို့ရောက်တယ်ဒီလိုဆိုတာ